ဆောက်လပ်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ရေစုံတော်ရွာကိုစစ်တပ်က၃ရက်ဆက်တိုက်စီးနှင်းခဲ့ပြီးတော့ပြည်သူ၅ဦးကိုတပ်ဖြတ်ကရွာလုံးကျုပ်မိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂ရက်နေမနက်၆နာရီခွဲအချိန်ကမှရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသမှာရှိတဲ့ရေစုံတော်ရွာကိုအကြမ်းမစစ်တပ်ရဲ့ပခုတ်ကူတက်မှတရတဲ့ရေစကြုံမှာရှိတဲ့နှင်း၅၆နှင်း၅ခေါ်နှင်း၅၈တပ်ရင်းတို့ကအင်အား၂၀၀ဝန်းကျင်ရှိတဲ့အကြမ်းမစစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှု ရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်ကောင်စီတပ်သားများဟာမြေစွန်းတော်ရွာကအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးထိမ်းမြင်အသက်88နှစ်အရွယ်ဦးတန်မဏီအသက်60အရွယ်ဒေါ်တန်းပြည့်နဲ့အသက်86နှစ်အရွယ်ဒေါ်လာငွေတို့ကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့မိရှုပ်တပ်ဖြတ်ခြင်းများကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းမဲ့စစ်တပ်စစ်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းဥစ္စာများအားလုံးကို ခိုးယူလူရက်သွားပြီးတော့မက်စလာ၄ရက်နေအထိ၃ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ရွာလုံးကျွနီးပါးမီးလောင်ပြာကျခဲ့ရတယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းဝင်လာတော့မှလွတ်အောင်ထွက်မပြေးနိုင်တဲ့တပ်ကြီးရွယ်ဦးတွေအပါအဝင်ပြည်သူတွေကိုစစ်ခွေးတွေကတပ်ဖြတ်သွားပါတယ်လက်တလော့အတီးပြုတ်နိုင်တာကတော့ပြည်သူ၅ဦးရှိတယ်တချို့ကတော့တပ်ဖြတ်ပြီးတော့နေအိမ်တွေနဲ့အတူမီးရှို့ပြီးတော့အလောင်းဖြောက်ခဲ့တာတခြားအတီးမပြုတ်နိုင်သေးတဲ့ ်တပ်ဖြတ်ခံရတဲ့သူတွေလည်းရှိနိုင်ပါတယ်သူတို့မအုပ်ချုပ်နိုင်တဲ့နယ်မြေကအပြစ်မဲ့တဲ့ပြည်သူတွေကိုဆင်းရဲဒုက္ခမျိုးစုံပေးပြီးတော့ရုံမှာအောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေကြတာလူစိတ်ကင်းမဲ့နေတဲ့စစ်တပ်လို့ပဲပြောကြပါတယ်လို့ရေစကြို Township Info Committee အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမက်စလ9ရက်နေ့မနက်9:25မိနစ်ခန့်မှာဇေယျညီကြီးပါကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့ပြီးတော့အဲ့ဒီနေ့ညနေ4:10မိနစ်ခန့်မှာတာကောင်လေးကြီးပါကိုလည်းဝင်ရောက်စီးနှင်းမိရှုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ